လှူရတဲ့ရည်ရွယ်ချက်ကတော့ဒီကြောက်မြတ်ယတနာလေးတွေမှာတကူအာနိသင်လေးရှိတယ်ပေါ့ဥမာဗရန်များလေးတွေဆိုရင်ဘုံတကူတောက်စေတယ်နီလာလေးတွေဆိုရင်အေးချမ်းစေတယ်အေးမြစေတယ်မြစ်တာတွေကိုကဲချုပ်စေတယ်ပေါ့မြစ်တာတက်ကိုရတယ်ပေါ့ဥမာမြလေးတွေဆိုလို့ရှိရင်လည်းအေးချမ်းနဲ့အရာတွေကိုရတယ်ပေါ့အဲ့တော့ဥမာပလဲလေးဆိုလဲမင်္ဂလာပြည့်စုံတယ်မင်္ဂလာအမြဲတမ်းဖြစ်တယ်ပေါ့နော်ဥပမာဆလင်းချောက်ကလေးပဲဖြစ်ဖြစ်ပေါ့ဆလင်းချောက်ကလေးကိုပဲထည့်ထည့်အဲ့ဆလင်းချောက်ကလေးမှာ သူ့ရဲ့စိတ်ကိုကြည်လင်စေတဲ့ဓာတ်ပါတယ်ပေါ့ဥမာရွှေရင်းဝါလေးကိုဆိုလဲရွှေရင်းဝါလေးမှာငွေခေါ်ကြပေါ့အဲရွှေရင်းဝါလေးတွေရဲ့အာနိသင်ဟာငွေကိုလက်လာပါတွေကိုခေါ်ဆောင်ပေးတယ်ပေါ့အဲ့တော့ကြောင်းမြတ်ယရနာလေးတွေမှာတစ်ခုချင်းတစ်ခုချင်းစီတိုင်းမှာသူ့ရဲ့အာနိသင်ခုံသက်တီလေးတွေအကျိုးပေးလေးတွေရှိတယ်အဲ့တော့အဲ့အကျိုးပေးလေးတွေကြောင်းမြတ်ယရနာတွေရဲ့အကျိုးပေးလေးတွေကိုရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ကိုလည်းဒါစေတနာတန်တန်လေးနဲ့လှူလိုက်တယ်ရရှိတဲ့ သူတွေလည်းဒီကြောက်မြတ်ယန္တနာတွေရဲ့တကူကြောက်မြတ်ယန္တနာတွေရဲ့တံပိုးလေးတွေကိုရရှိပါစေဆိုပြီးတော့မှအခုဒါငလျင်ကြောင့်ဖြစ်သွားတယ်ဘုံကြီးကြောင့်အင်ရှင်နေအဲသူတို့စိတ်ထဲမှာကစိတ်ရဲ့ဟိုပါပေါ့နော်သူတို့ခွန်အားလိုတယ်ပေါ့အဲ့ဒီခါကျတော့ကိုပေးလိုက်တဲ့ကြောက်မြတ်ယန္တနာလေးတွေကြောင့် သူတို့ရဲ့စိတ်ခွန်အားတွေဖြစ်ပါစေသူတို့လည်းတကယ်ဒီကြောက်မြတ်ယန္တနာလေးတွေရနေပြီးတော့အကျိုးပေးပါစေဒီကြောက်မြတ်ရဲ့တကိုးတွေကြောင့်သူတို့တွေပို့ပြီးတော့ထွန်းလင်းတောက်ပါပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပေးတာပါတကယ်လည်းအဲ့လိုဖြစ်မယ်လို့စိတ်ထဲမှာယုံကြည်ပြီးတော့ကိုပေးတာပါရှင်ဟုတ်ကဲ့ရှင်အဲကျမရဲ့နာမည်ကမမွန်မြတ်ဆွေပါ ထိတ်တန်းရွှေပြင်ရဲ့ပက်ကန်ရှင်ပါရှင်ထောက်လပိုင်းလေးကိုကြောင်မြရနာလေးလှူမယ်ဆိုပြီးတော့ရည်ရွယ်ပြီးတော့လှူနေပါတယ်အခုလက်ရှိလာပြီးတော့ဒီအလူခံနေတဲ့အဲလူတွေလည်းအများကြီးပေါ့နော်လှူခွင့်ရတယ်ပေါ့အဲဘလိုမျိုးတွေကိုလှူလာလဲဆိုတော့ဥမာငလျင်ကြောင်ပါဝါတဲ့ဘုံကြီးကြောင်တွေ အဲအဲ့အကြောင်းလေးမှာဆရာတော်တွေသီလရှင်တွေကိုယ်တိုင်ကနေပြီးတော့အလှူခံနေဆိုရင်လည်းလှူပေးပါတယ်အဲတကယ်လို့အဲ့အကြောင်းဆောင်တွေကိုလှူမဲ့အလှူရှင်တွေကနေပြီးတော့ဒီကြောင်းကိုစောက်မှမဟုတ်လို့ဒီကြောင်းမှာအဲကြောက်ညက်ရနာလေးကိုထည့်ဖို့ပေါ့နော်အလှူလာခံနေဆိုလို့ရှိရင်လည်းအလှူရှင်တွေပေါ့နော်အလှူကြောင်းရဲ့အလှူရှင်အလှူတကာအလှူအမတွေကိုလည်းလှူပေးပါတယ်နောက်ကိုယ်တိုင်ငလျင်ထဲကိုပါဝါပြီးတော့အိမ်ပါဝါတယ်ပေါ့နောက်ထပ်အစ်စ်ပြန်ပြီးတော့အဲစောက်မဲ့လူတွေကိုလည်းကျမတို့ဒါထပ်ပြီးတော့ ဟိုကပေါ့နော်ဟိုလှူပေးပါတယ်ပေါ့နော်သူတို့ထပ်ပြီးပြန်ဆောင်းမဲ့အင်ရှင်တွေကိုလည်းကျမတို့ဒီကြောက်မြတ်ရတနာလေးကိုလှူပေးပါတယ်လှူရတဲ့ရည်ရွယ်ချက်ကတော့ဒီကြောက်မြတ်ရတနာလေးတွေမှာတကူအာနိသင်တွေရှိတယ်ပေါ့ဥမာဗရမများလေးတွေဆိုရင်ဘုံတကူတောက်စေတယ်နီလာလေးတွေဆိုရင်အေးချမ်းစေတယ်အေးမြစေတယ်မြစ်တာတွေကိုကဲချုပ်စေတယ်ပေါ့မြစ်တာတက်ကိုရတယ်ပေါ့ဥမာမြလေးတွေဆိုလို့ရှိရင်လည်းအေးချမ်းနဲ့အရာတွေကိုရတယ်ပေါ့အဲ့တော့ဥမာပလဲလေးဆိုလဲမင်္ဂလာပြည့်စုံတယ်မင်္ဂလာအမြဲတမ်းဖြစ်တယ်ပေါ့နော်ဥပမာဆလင်း ချောက်ကလေးပဲဖြစ်ဖြစ်ပေါ့စလင်းချောက်ကလေးကိုပဲထည့်ထည့်အဲ့စလင်းချောက်ကလေးမှာသူ့ရဲ့စိတ်ကိုကြည်လင်စေတဲ့ဓာတ်ပါတယ်ပေါ့ဥမာရွှေရင်းဝါလေးကိုဆိုလဲရွှေရင်းဝါလေးမှာငွေခေါ်ကြပေါ့အဲ့ရွှေရင်းဝါလေးတွေရဲ့အာနိသင်ကငွေကိုလက်လာပါတွေကိုခေါ်ဆောင်ပေးတယ်ပေါ့အဲ့တော့ကြောင်းမြတ်ယရနာလေးတွေမှာတစ်ခုချင်းတစ်ခုချင်းစီတိုင်းမှာသူ့ရဲ့အာနိသင်ဂုံသတ္တိလေးတွေအကျိုးပေးလေးတွေရှိတယ်အဲ့တော့အဲ့အကျိုးပေးလေးတွေကြောင်းမြတ်ယရနာတွေရဲ့အကျိုးပေးလေးတွေကိုရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ကိုလည်း ဒါစေတနာတတ်တတ်လေးနဲ့လှူလိုက်တယ်ရရှိတဲ့သူတွေလည်းဒီကြောက်မြတ်ယန္တနာတွေရဲ့တကူကြောက်မြတ်ယန္တနာတွေရဲ့တံပိုးလေးတွေကိုရရှိပါစေဆိုပြီးတော့မှဒီအိမ်ကိုပဥ္မာပေါ့နော်အဲကျမဆိုလို့ရှိရင်အိမ်တစ်လုံးစောက်တယ်ဆိုလို့ရှိရင်အဲ့အိမ်ကိုစပြီးတော့တိုင်ထူတဲ့နေရာစပြီးတော့အဲ့ပြန်များကြောက်လေးတွေကိုကျမတို့တိုင်ထဲမှာမြုပ်တာလေးတွေနောက်အိမ်ကြီးထဲမှာပြန်များလေးလိုက်ဖြူတာလေးတွေအဲခုနကလိုနီလာဆိုလဲနီလာလေးတွေကိုအဲကြောက်ကလေးတွေကိုထည့်တာမျိုးလေးတွေအဲတချို့ကလည်း ကိုရဲ့ဗီဒင်တို့ဖုန်ကြီးတို့နဲ့လိုက်တဲ့နိမ့်နံကြောက်ကလေးတွေကိုထည့်တယ်တချို့ကလည်းမဟုတ်ဘူးဒီကြောက်10မျိုးဆို10မျိုး1မျိုးဆိုလည်း1မျိုး15မျိုးဆိုလည်း15မျိုးပေါ့အဲ့ကြောက်ကြောက်ရဲ့အာနိသင်တွေကိုရချင်တဲ့အတွက်အဲ့ကြောက်လေးတွေကိုအဲ့ထဲမှာထည့်ပြီးမြုပ်ပြီးတော့သူကဒါလုတ်လိုက်တယ်ပေါ့နော်အိမ်ဆောက်လိုက်တယ်ပေါ့ဥမာကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့အိမ်မှာဆိုအဲ့လိုကြောက်ကလေးကျွန်တော်မြုပ်ထားရှိတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းပဲအဲ့ဒီကြောက်ကလေးတွေဒီလိုမျိုးတိုင်ထူတဲ့အချိန်မှာထည့်လိုက်တဲ့အတွက်အဲ့ဒီကြောက်ပေါ်မှာကိုကနေလိုက်တဲ့အိမ်က ကိုယ့်ကိုယ်စိတ်ထဲမှာယုံကြည်မှုရှိနေတာ confident ဟာငါ brand များလေးထပ်ထားတဲ့ခါကျတော့ကိုယ့်ရဲ့တံပိုးတွေကမြင့်နေမယ်အဲဖုန်းတကူကြီးမယ်လို့ကိုယ့်အကူပေါ့နော်ဒါလေးတွေကယုံကြည်မှုလဲပို့ပြီးတော့တတ်ဝင်စေတယ်ပေါ့အဲ့လိုပဲအဲ့ဒီရဲ့စိတ်ကလေးကိုကိုကိုတိုင်းခံစားတဲ့အခါကျတော့အခုဒါငလျင်ကြောင့်ဖြစ်သွားတယ်ဘုံကြီးကြောင့်အင်းရှင်နေအဲသူတို့စိတ်ထဲမှာကစိတ်ရဲ့ဟိုပါပေါ့နော်သူတို့ခွန်အားလိုတယ်ပေါ့အဲ့ဒီခါကျတော့ကိုပေးလိုက်တဲ့အကြောင်းမြတ်ယတနာလေးတွေကြောင့် တို့ရဲ့စိတ်ခွန်အားတွေဖြစ်ပါစေတို့တို့လည်းတကယ်ဒီကြောက်မြက်ရတနာလေးတွေရနေပြီးတော့အကျိုးပေးပါစေဒီကြောက်မြက်ရတကိုးတွေကြောင့်တို့တွေပို့ပြီးတော့ထွန်းလင်းတောက်ပါပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပေးတာပါတကယ်လည်းအဲ့လိုဖြစ်မယ်လို့စိတ်ထဲမှာယုံကြည်ပြီးတော့ကိုပေးတာပါရှင်ဟုတ်ကဲ့ဟိုပါပေါ့နော် အဲလာပြီးတဲ့လာတဲ့အလူရှင်တိုင်းကိုပေးဖို့ရာအတွက်ကိုတော့မျှော်လင့်ထားပါတယ်အဲအခုဆိုလို့ရှင်ဒါ15ရက်အတွင်းမှာလာတဲ့သူတိုင်းကိုလည်းကျမတို့ဟိုမလွတ်တန်းပေါ့နော်အကုန်လုံးလှူဖြစ်ပါတယ်နောက်ထပ်15ရက်လည်းကြံပါသေးတယ်ပေါ့နော်ဒီ6လပိုင်းကုန်ထိဒီ6မျက်ရတနာတွေကိုလှူတတ်သွားမှာဖြစ်ပါတယ်ဟုတ်ပေါ့ဟိုကျမတို့ကတော့တမျိုးတယောက်ကို9မျိုးလောက်တော့ကြီးရွယ်ပြီးတော့ပေးတယ်အဲတချို့ကတော့တမျိုးတည်းကို၅ဖွင့်လိုချင်တယ်ဆိုတဲ့လူလည်းကျွန်တော်ပေးလိုက်တယ်ပေါ့အဲတချို့ကလည်းပဲမဟုတ်ဘူးအဲ၅မျိုးတော့လိုချင်တယ်ဆိုလည်းပေးတယ် အဲတချို့ကကြတော့လေကျွန်တော်တို့ဒီအိနေအိအိရှင်တွေကတော့တော်တော်များများတော့အားနာလို့လားမသိဘူးသူတို့က၅မျိုးပဲပေးရဆိုတော့၅မျိုးပဲသူတို့ယူသွားတယ်ဒါပေမဲ့အဲ့၅မျိုးထက်ပိုပြီးတော့တောင်းဆိုတဲ့သူရှိလို့ရှင်ကျွန်မပေးလိုက်တယ်နောက်တစ်ခါဘုန်းကြီးကျောင်းပေါ့ဥမာဘုန်းကြီးကျောင်းလူမဲ့အလူရှင်ကနေပြီးတော့သူက၂မျိုးပဲယူတာအဲ तू तू ကဗရန်မြန်နဲ့နေလာပဲယူမယ်ပေါ့ဥပမာပေါ့ အဲ့သူသူရဲ့အနိသူလိုချင်တဲ့အနိသင်ပဲယူမယ်အဲ့သူရဲ့နိမ့်နေတယ်လည်းဖြစ်ချင်းဖြစ်မယ်ပေါ့ဒါမှမဟုတ်သူလိုချင်တဲ့အနိသင်ပါပဲအဲ့လိုမျိုးယူမယ်ဆိုပြီးတော့လာပေမဲ့အဲ့ကျွန်တော်ကနေပြီးတော့ကဲကျွန်တော်ကဘုန်းကြီးကျောင်းဆိုတော့ကျွန်တော်ကဒီကျောင်းမြတ်ရတနာ15မျိုးကျွန်တော်ထည့်လူချင်ပါတယ်ဆိုရင်ဟာသူတို့ကလည်းအာရဝန်သာအလူခံွားတယ်အဲ့ဖုံးဖုံးတွေကိုမေးကြည့်တော့လေဖုံးဖုံးတွေကခွင့်ပြုတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကနေပြီးတော့သူတို့က2မျိုးပဲလာပြီးတော့အလူခံနဲ့ထားပါတော့ယူတယ်ပေါ့နော်ကိုရီမြစ်တာနဲ့ပေးလိုက်တယ်ဒါပေမဲ့နောက်ထပ်ကျွန်တော်ကဘုန်းကြီးကျောင်းအတွက်ဆိုပြီးတော့နောက်ထပ်15မျိုးထည့်ပြီးတော့လူပေးလိုက်တယ်ပေါ့ အဲအဲ့လိုမျိုးလေးတွေလည်းလှူဖြစ်သွားတာပေါ့နော်ကိုလည်းလှူဖြစ်သွားတယ်အဲ့တော့အလူလာပြီးတော့အလူအဲအလူကံပုပ်ကိုတွေကလည်းပဲတဲတော့တဲမတူဘူးပေါ့တချို့ကလည်း2မျိုးလောက်ပဲယူတယ်တချို့ကလည်း5မျိုးလောက်လိုချင်တယ်တချို့ကလည်း10မျိုးလောက်လိုချင်တယ်တချို့ကလည်းနည်းနည်းပဲပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့ကျွန်တော်ကတော့တယောက်ကို5မျိုးစီအစားတော့လှူနေတယ်ဒါပေမဲ့သူတို့ဘက်ကနေပြီးတောင်းဆိုလာတယ်ဆိုတော့တောင်းဆိုလာတဲ့အတိုင်းလေးတဲ့ထည့်ပြီးလှူပေးပါတယ်ရှင့်အဲကြောက်ရီကတော့များတော့များရယ်နော်လူရာချီဆိုတော့ရာချီဆိုတော့လေ များပါတယ်အဲများပါတယ်ဆိုတာကိုယ်တွေလည်းဒါလှူနိုင်တဲ့ဝင်လေးပေါ့အဲဒါမှတော့ဗရံများနီလာဆိုလည်းအပွင့်တော့အရင်ကြီးတော့မကြည့်ဘူးပေါ့နော်အဲကိုလှူနိုင်တဲ့ကြောက်မြက်ယန္တနာလေးတွေကိုကိုယ့်ရဲ့တရားရှိသလောက်ကြောက်ဘူးလေးတွေကိုအများကြီးစီထားလိုက်တယ်အဲ့အဲ့ခုနလိုပေါ့နော်ဒီဟုတ်တယ်ဟုတ်တယ်အိုင်ဒီယာဘယ်လိုရသွားတာလဲဆိုတော့ဟိုကိုယ်တိုင်ကဒီငလျင်တန်းကိုအတူတူခံစားရဘူးတယ်အဲ့တော့ငလျင်တန်းခံရတဲ့အချိန်မှာ ဖြစ်သွားတဲ့လူတွေရဲ့စိတ်နေစိတ်ထားလေးတွေကနည်းနည်းတော့ဒီပုံမှန်တော့မဟုတ်ဘူးပေါ့စိတ်နည်းနည်းအားငယ်တာလူမျိုးလေးတွေနည်းနည်းကြောက်စိတ်ဝင်သွားတာမျိုးလေးတွေအဲနောက်တစ်ခါဒီခွန်အားလေးတွေလိုအပ်တာမျိုးလေးတွေရှိနိုင်တယ်လေအဲ့တော့ကျွန်တော်တို့ဒီကြောက်မြတ်ယန္တနာလေးတွေမှာအဲ့ဒီရဲ့အကျိုးအာနိသင်လေးတွေကပေးနိုင်မယ်လို့အဲကျွန်မကိုယ်တိုင်လည်းယုံကြည်တယ်ကိုယ်တိုင်လည်းလက်ခံတယ်ဥပမာကျွန်တော်ဆိုလို့ရှိရင်ဥပမာပေါ့နော်အဲကိုကပွဲတစ်ခုသွားမယ်ပေါ့အဲ့ဒီပွဲမှာဂုံးအရှိန်ဟွာနဲ့တက်ရမယ့်ပွဲမျိုးဆိုရင် ရက်ဟိုပါပေါ့စိန်နေဝတ်သွားလိုက်တယ်အဲဒါကိုကဂုံဂုံဟိုဒါပြရမယ်အနေထားပေါ့အဲတချို့ကြတော့လည်းမဟုတ်ဘူးအိမ်တက်လေးလိုဟာမျိုးပေါ့အိမ်တက်ကကိုကိုဖိတ်တယ်ဆိုဒါမင်္ဂလာရှိတာဆိုကိုကပလဲလေးဝတ်သွားတယ်ပေါ့အဲတချို့ခါခါကျလို့ရှိရင်လည်းဥပမာအဲနာရေးလိုဟာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအဲတို့ရှိမှလူမမာသွားမိရတဲ့ခါမျိုးအဲအဲ့လိုမျိုးလေးတွေရှိရဆိုရင်တော့ကိုကနီလာလေးဝတ်သွားတယ်မြတ်တာတက်ပေါ့နော်မြတ်တာတက်အရန်ကိုကဲချုပ်တဲ့ နီလာမှာမေတ္တာတက်ကဲချုပ်တယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲအဲ့လိုမျိုးလေးလေးပေါ့ဒီရဲ့၆ရဲ့အကျိုးအာနိသင်လေးတွေကကိုယ့်ရဲ့စိတ်ခံစားချက်စိတ်ဆွမ်းအင်ကိုလေပေးနေတယ်လို့ယုံကြည်တယ်အဲ့ဒီအတွက်ဒီငလျင်မှာဒီလိုမျိုးလေးတွေဖြစ်သွားတဲ့အပေါ်မှာကိုကိုတိုင်းလည်းရင်းနှောင်းအိမ်ဆောက်ခဲ့တဲ့အပေါ်မှာဒီကြောင့်မျက်ရည်နနာလေးတွေကိုဒီလိုလေးထည့်ပြီးတော့အဲ့ဒီအာနိသင်လေးတွေကိုကိုကိုတိုင်းခံစားရတယ်လို့ရှင်ထဲမှာမှတ်ယူထားတဲ့အတွက်အခုလိုမျိုးငလျင်တန်ကို အဖြစ်သွားတဲ့ဘုန်းကြီးကျောင်းနေငလီရင်တံမှာထပ်ထားတဲ့ဒီငလီရင်တံမှာထိထားတဲ့သူတွေပေါ့နော်သူတို့ကိုလည်းစိတ်ခွန်အားတွေဖြစ်စေခြင်းနဲ့အဆိုးတွေပြီးသွားတယ်အကောင်းတွေအများကြီးမြင့်တက်ပြီးပြောင်းလဲသွားစေခြင်းနဲ့ပေါ့အဲ့ဒီရည်ရွယ်ချက်နည်းပါဟုတ်ကဲ့ပါတကယ်ကိုလေစိတ်ထဲမှာပေးလဲပေးခြင်းနဲ့ရလဲရစေခြင်းနဲ့သူတို့ကိုလည်းချစ်ချင်းမြတ်တာတွေပေါ့ကိုပေးနိုင်တယ်ဆိုပြီးတော့လည်းဂျင်းနေရပါတယ်ရှိတာပေါ့ရှိတာပေါ့နောက်တစ်ခုကဘာလဲဆိုတော့လေအဲကျွန်တော်ဆိုလို့ရှိရင်ဥပမာပေါ့ကျွန်တော်အိမ်ကျွန်တော်ဆိုင်ပေါ့ အိမ်နေဆိုင်တွေမှာကျွန်တော်ကြောက်မြေရနာတွေကိုအဲ့လိုမျိုးလေးတွေပေါ့နော်ထည့်ထားတဲ့အတွက်ဒီဆိုင်တို့ကျွန်တော်ရဲ့ဆိုင်တို့ကျွန်တော်ရဲ့အိမ်ကိုလာတဲ့သူတွေကလည်းအဲ့ဒီမြေကိုမနှင်းမနှင်းပြဘူးလားနှင်းပြတယ်နော် နင်းပြတော့သူတို့ကိုလည်းကျွန်တော်ကစိတ်ထဲမှာအော်ကိုယ့်ရဲ့ဆိုင်ကိုလာတဲ့သူတွေကိုယ့်အိမ်ကိုဝင်တဲ့သူတွေပါအဲ့ဒီအကျိုးအာနိသင်တွေရပါစေဆိုတဲ့ကိုယ့်ရဲ့ချစ်ချင်းမေတ္တာအကြောင်းမို့လို့သူတို့ကိုယ်တိုင်တောင်မှကိုယ့်ဆိုင်ကိုလာရစဟဲ့မမွတ်ဆိုင်ကိုလာလို့ရှိရင်ကျမတို့ကတစ်ခုကနေ၁၀ခုလောက်ဝယ်ဖြစ်တယ်အခု၂၀ဝယ်ဖြစ်တယ်အဲမမွတ်ဆိုင်ကိုလာဒိတ်တရွှေပြင်းကိုလာလို့ရှိရင်မမွတ်ဆိုင်ကိုလာလို့ရှိရင်အဲကြောက်ကြောက်မြေရဏနာလေးတွေရပါတော့မြေးတယ်ဆွဲတယ်ခိုင်မာတယ်ပို့ပြီးတော့လဲတိုးပွားတယ်ဆိုတော့ ဒီလိုမျိုးရလက်လေးတွေလည်းကျွန်တော်တို့ပြောတာလေးကြားရတဲ့အတွက်လည်းကိုယ်စိတ်ထဲမှာတော့ယုံကြည်သွားတာပေါ့ဟဲ့ပူပူပြီးယုံကြည်လာတာပေါ့ဩကိုထားတဲ့စေတနာမြတ်တာတွေကဒါလေးကအကျိုးပေးတယ်ပေါ့ဒါမျိုးလေးလည်းလက်ခံပေးပါနောက်နောက်လာတဲ့မှာကျွန်မကတည်းကပထမဦးဆုံးငလျင်ဆဖြစ်တဲ့အချိန်မှာတော့ဒီငလျင်ထိတဲ့သူတွေရဲ့စာဝတ်နေရေးပေါ့နော်အဲ့အတွက်ကိုကိုတက်နိုင်သလောက်ကိုရဲပေါ့ ူညီတယ်ပေါ့နော်အဲအဲ့ဒါတွေပြီးသွားတဲ့အချိန်မှာတော့ဒါပြန်ပြန်လဲထူထောင်ရေးအတွက်ကိုတက်တိုင်တဲ့ဘက်ကလေးတွေကနေပြန်ပြီးတော့ကူညီတယ်ဒီတစ်ခုဒုတိယဟာပြီးသွားတဲ့အခါကျတော့ဒါတတိယအနေထားနဲ့ကကျတော့ကျမတို့ဒီဘုန်းကြီးကျောင်းတွေကဖြစ်ဖြစ်ချင်းမှာလာပြီးတော့အလှခံတာလေးတွေလည်းရှိတယ်ပေါ့နော်ကိုနဲ့ရင်းနှီးတဲ့ဘုန်းကြီးကျောင်းတွေပိုင်းလည်းရှိတော့ကိုကချက်ချင်းကြီးအဲ့ဒီမှာမလူနိုင်ခဲ့သေးဘူးပေါ့နော်ချက်ချင်းကြီးမလူနိုင်ခဲ့သေးဘူးခုနပထမပထမဦးစားပေးရခုနက ချက်ချင်းဖြစ်တဲ့သူတွေကိုကျွန်တော်စာဝင်နေကူညီတယ်ဒုတိယဦးစားပေးပြန်လည်ထူထောင်ရေးတွေကူညီရဲဆိုတော့ဒီတတိယဦးစားပေးအနေနဲ့ကျတော့ပုံကြီးအကြောင်းတွေကိုကိုတက်နိုင်တဲ့အကြောင်းလေးတွေပေါ့နော်ဆောက်ပြီးတော့လှူမယ်လို့ရည်ရွယ်ထားတဲ့အတွက်နောက်လာတယ်မှာတော့အကြောင်းဆောက်ဖို့ရလေးအတွက်ကျွန်မရည်ရွယ်ပြီးတော့ကုသိုလ်လေးပြုပါမယ်ရှင်အဲစိတ်ထဲမှာလေငငယ်လေးကလေးကမိဘတွေကလည်းသူတို့တွေကလည်းလှူဒန်းဝါသနာပါတယ်မိဘကြီးလည်းထက်ကလေးကသူတို့ရဲ့တန်တန်တန်တပိုင်းလေးတွေကိုဒီတသမီတွေပေါ့ကျွန်တော်တို့တွေကိုလက်ဆင့်ကမ်းပြီးတော့မှအလှူတွေရဲ့အနှစ်သာရပေါ့နော်အလှူရဲ့ရလာတဲ့ ဒီ PT ပေါ့နော်အဲ့ဒီဟာလေးကိုငငယ်လေးကလေးကလည်းကျွန်တော်တို့က lesson ကမ်းပြီးရခဲ့တဲ့အခါကျတော့ကိုကိုတိုင်းလုပ်ငန်းလုပ်တဲ့အချိန်ကနေစပြီးတော့ကိုပိုင်းဝင်ဝင်စပြီးရတဲ့အချိန်ကနေပြီးတော့မှလှူခဲ့တယ်ကိုတက်နိုင်တဲ့ဟာလေးပေါ့ကိုတက်နိုင်တဲ့ဟာလေးကိုလှူတယ်အဲကိုတက်နိုင်သလောက်မေတ္တာလေးတွေကိုမျှဝေတယ်ကိုတက်နိုင်တဲ့ကြိုးစားအထောက်မှုပေါ့ဒါလုပ်ငန်းဆိုလဲကျမတို့အခက်ခဲပေါင်းများစွာနဲ့ကြိုးစားအထောက်ခဲ့တယ်ပေါ့ကိုရဲ့ကြိုးစားအထောက်မှုရန်ကနေပြီးတော့မှရလာတဲ့ဒီကျိုးမြတ်လေးတွေကိုလည်းဒီအလှူတန်းလေးတွေပဲမှအမြဲတမ်းလှူခြင်းစိတ်ရှိတယ် လှူနိုင်အောင်လည်းအမြဲစူးစမ်းရတယ်။အမြဲတမ်းလည်းလှူဖို့ရလေးအတွက်အဲစမ်းသပ်ထားပါတယ်။လှူရတဲ့အတွက်လည်းရန်ကိုပီတိဖြစ်ရပါတယ်။ကြေလက်ကြေနက်ရပါတယ်ရှင်။ဟိုလတိုင်းလတိုင်းလှူဖို့ရတော့စိတ်ထဲမှာတော့စေတနာတော့အမြဲရှိပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းရဲ့အနေထားလေးတွေနော်အဲခေစနစ်အခြေအနေရလေးတွေချာမို့လို့ဘလို့လေးတွေလှူရမယ်။ဘာလေးတွေလှူသွားမယ်ဆိုတော့အစီအစဉ်လေးကတော့အရင်တော့အများကြီးပလန်ဆွဲလို့မရဘူးဖြစ်နေပါဘူး။အခုလုပ်ငန်းတောင်မှပလန်တွေကအဲ့လိုအကြာကြီး ရင်းနှီးဆိုတနစ်စာကျွန်တော်တို့ budget plan plan ဆွဲလို့ရတယ်ပေါ့6လစာ plan ဆွဲလို့ရတယ်အခုခေတ်ကအလုတ်လဲပဲတစ်လနှစ်လပဲ plan ဆွဲလို့ရတယ်လို့ဖြစ်နေရပါတော့အဲ့တော့ဒီအလူတွေဆိုလို့ရှိရင်လည်းကိုကတော့တကယ်စေတနာမြတ်တာအပြည့်ရှိပါတယ်လူကိုတန်းဖို့လည်းမြဲရွေချက်ရှိပါတယ်အဲ့တော့အလူကိုလည်းဒီလိုတစ်လနှစ်လချင်းအလူလေးတွေကိုပေါ့ plan ဆွဲပြီးသွားပါတယ်အဲရေရှည်တစ်လပြီးတစ်လတစ်လပြီးတစ်လအလူတူသွားမယ်ဆိုတာမျိုးတော့ အဲ့လိုကြီးတော့တိကျတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ရှင်ထဲမှာတော့အမြဲတမ်းလှူဖို့ရလေးတော့ရည်ရထားပါတယ်အဲဆိုင်အစ်စ်ဆိုတာတည်းကျွန်မဆိုင်ခွဲ3ဆိုင်ရှိတယ်ပေါ့အဲ့မှာငလျင်ဆိုင်ကဆိုင်2ရယ်ဆိုင်3ရယ်ကငလျင်ထဲမှာပါသွားတယ်ပါသွားတဲ့ခါကျတော့အဲမင်္ဂလာမန္တလေးအိုရှင်ရယ်မြင်းကြီးတက်မှာရှိတယ်ဆိုင်ခွဲ3ပေါ့အဲ့ဒီဟာလေးလည်းငလျင်ထဲမှာပါသွားတယ်အဲ့တော့အဲ့ဒီမှာအနည်းငယ်လေးပြင်ဆင်မွတ်မှန်ရတာလေးအများကြီးရှိတယ်ပေါ့အဲ့တော့သူတို့တွေပြီးခဲ့တဲ့တလားလောက်ကကျွန်မတို့ကိုဒါဒီ6လပိုင်း 20ရက်နေ့မှာပြန်ပြီးတော့ဖွင့်လို့ရပါပြီအဲ့တော့မုံမှန်ပြင်ဆင်မှုလေးတွေကိုဝင်လို့ရပါပြီဆိုပြီးကျမတို့ကိုဒါခွင့်ပြုချက်ပေးတယ်ဖွင့်ဖို့ရပြောတဲ့အခါကျတော့မတို့ဆိုင်နေမှာမှန်တွေ꿰ွားတယ်ကောင်တာတွေအများကြီးပြည့်စည်သွားတယ်ညနေချက်တွေအများကြီးပြည့်စည်သွားတယ်ပေါ့နော်အဲ့ဒါလေးခုတလပြင်နေတယ်ပေါ့နော်ပြင်တော့ပြီးသွားပြီပေါ့အပြီးသွားတဲ့အချိန်မှာအခုဒါ6လပိုင်း20ရက်နေ့မှာကျမတို့စိုင်လေးကိုပြန်ဖွင့်ပါမယ်အဲ6လပိုင်း19ရက်နေ့အကျိုးပေါ့ဖွင့်ပွဲအကျိုးလေးမှာကုသိုလ်လေးနဲ့စခြင်းတဲ့အတွက်ဒါတရားလေး ပိယိတ်တရားလေးနဲ့အနေရခင်ပေါ့ဒီမှာ ဆိုင်အတွက်ကောဒီမော်ကြီးတစ်ခုလုံးအတွက်ကောလာတဲ့ဧည့်သည်တွေအတွက်ကောလာတဲ့ရွှေမျိုးတွေအတွက်ပေါ့နော်ဒီမော်ကြီးကိုလာတဲ့ဧည့်သည်တွေအတွက်ကောကိုဆိုင်ကိုလာတဲ့ရွှေမျိုးတွေအားလုံးအားလုံးအနေရကင်းပါစေဘေးရှင်းပါစေကောင်းချီးမင်္ဂလာတွေပြည့်စုံပါစေဆိုပြီးတော့မှ၁၉ရက်နေ့မှာဒါပရိပဋ္ဌာန်းနေယူပြီးတော့မင်္ဂလာဖြစ်အောင်ပေါ့နော်ဒါဆရာတော်ကြီးတွေကိုပင့်ပြီးတော့တရားနာပါမယ်အဲ20ရက်နေ့21ရက်နေ့မှာဒါဖွင့်ပွဲအထိမ်းအမှတ်လေးအနေနဲ့ဟိုပွဲကြီးတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲဆိုင်ဖွင့်တဲ့အထိမ်းအမှတ်လေးနဲ့လူနည်းနည်းလေးဖိတ်ပြီးတော့လူ200 300လောက်ပဲ ဖိတ်ပြီးတော့မှဒါဖွင့်တဲ့ထိမှတ်ကလေးနဲ့ဆိုင်ပြန်ဖွင့်ပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူစလင်းဝါပေါ့စလင်းဝါရဲ့အနိတ္တရာစိတ်ကိုကြည်လင်စေတယ်စိတ်ရှုပ်ထွေးနေတာတွေစိတ်ထဲမှာညစ်နေတာတွေပေါ့နော်အဲ့ဒီအတွက်ကိုသူကစိတ်ကိုကြည်လင်စေတယ်တန်ရှင်းစေတယ်ဆိုတဲ့အတွက်ဒီစလင်းဝါလေးတွေကိုစောင့်ကြရတယ်ဝစ်ကြရတယ်ဒါကျွန်တော်တို့ခုနလိုပေါ့နော်စာဦးတွေအကြောင်းမြတ်ဝါတွေအောက်မှာပဲထားရဆိုလို့ရှိရင်သူ့ရဲ့အနိတ္တတွေကိုရရတယ်ပေါ့ဥပမာဒါခရမ်းဆွဲပေါ့ ဒါခရမ်းဆွဲဆိုလို့ရှိရင်သူကဒါအလွယ်ဆုံးတော့ကျွန်တော်တို့အားလုံးပြောကြရတဲ့ချစ်ခင်ဆွဲလန်းစေတယ်ပေါ့အဲအဓိကကသူကပို့ပြီးတော့ဟောဖြစ်တာစန့်ကျင်ဘက်လိန်ပေါ့စန့်ကျင်ဘက်လိန်ဆိုတော့ဥမာယောက်ျားလေးကမိန်းကလေးကိုပေးမယ်ဆိုရင်မိန်းကလေးကယောက်ျားလေးကိုချစ်ခင်ဆွဲလန်းတယ်မိန်းကလေးကအကြလေးရမိကလေးကိုပေးမယ်ဆိုကြကြလေးကိုချစ်ခင်ဆွဲလန်းတယ်ဒါမှမဟုတ်အဲဇနီးမောင်နှံနေဆိုလို့ရှိရင်တူဦးနဲ့တူဦးပို့ပြီးတော့ချစ်ခင်ဆွဲလန်းစေတယ်ပေါ့နော်အဲ့တော့တကယ်လို့ ကိုယ့်ရဲ့မိသားစုမောင်နှမအချင်းချင်းဆိုလို့ရှိရင်လည်းကိုယ့်ကိုပို့ပြီးတော့ချစ်ခင်ဆွဲလန်းစေတယ်ဆိုတော့ဒါအတူချုပ်ပြီးပြောရတာပေါ့နော်ချစ်ခင်ဆွဲလန်းစေအောင်လို့ဒီခရမ်းဆွဲလေးတွေကိုစောင့်ကြရတယ်ပေါ့နော်အဲ့လိုလေးတွေအဲ့တော့ဒါလေးတွေကိုဒီလိုအာနိသင်ရှိတဲ့ကြောက်ကလေးတွေကိုကိုယ့်ရဲ့အိမ်အောက်မှာထားရဲဆိုလို့ရှိရင်လေဒီရဲ့အာနိသင်လေးတွေကိုရစေတယ်ပေါ့နော်ဒါဆိုရင်ဥမာသူယောင်ပေါ့နော်သူယောင်ဆိုလို့ရှိရင်သူကကြတော့သူကကြတော့ခုနကလိုဇနီးမောင်နှံမဟုတ်ဘူးအဲသူကကြတော့ကိုကနေပြီးတော့အဲချစ်သူကြီးစားရော ။အဲဒါမှမဟုတ်လို့ရှိရင်ညီမချင်းချင်းတို့တငယ်ချင်းချင်းချင်းတို့ဒါမှမဟုတ်ကိုကိုရိုင်းကဒါလေးဝတ်ထားလို့ရှိရင်လူမြင်ရင်ချစ်တဲ့ကြပေါ့လူချစ်ကြလို့လည်းခေါ်တယ်ပေါ့နော်။အဲ့တော့ဒါလေးတွေကလူချစ်ကြလို့ခေါ်တယ်။အဲ့တော့ကိုဝတ်ထားတယ်ဆိုလို့ရှိရင်အဲကိုကနေစောင်းထားတယ်ဆိုလို့ရှိရင်ကိုရဲ့အိမ်မောက် ထားမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ကိုလူကြီးလူခင်များစေတယ်ပေါ့။အဲလူချစ်လူခင်များစေတဲ့ကြောက်ကလေးပေါ့ဥမာဖုန်ကြီးကြောင်းနေကြလို့ရှိရင်လေဒါဖုန်ဖုန်ကိုပို့ပြီးတော့ကာတော့ဝပြုစေချင်မှာပေါ့နော်အဲလိုမျိုးလေးပေါ့ဟုတ်ကဲ့ ဟုတ်ဒါလေးတွေကဗရန်များဆိုလို့ရှိရင်ဒါထပ်ပါတော့ဒါကျွန်တော်တို့ကဗရန်များလုံးကျော်လေးတွေလည်းရှိတယ်ဒီလိုတာကွက်လေးတွေလည်းပေးတယ်ပေါ့နော်ဒီလိုမျိုးလေးဒါဒါလုံးကျော်လေးတွေပေါ့နော်လုံးကျော်လေးတွေတာကွက်လေးတွေဒီလိုလေးတွေပေးတယ်ဆိုလို့ရှိရင်အဲဒါမျိုးလေးတွေပေါ့နော်ဒီမှာလေးပေးတယ်အဲဒါမျိုးလေးတွေဆိုရင်ဒါဗရန်များတော့လူတိုင်းသိပြီးသားပဲပေါ့နော်ဒါဖုန်းတောက်စေတယ်ကိုယ့်ရဲ့ဖုန်းတကူကိုကြီးမြတ်စေတယ်ပေါ့အဲ့တော့များသောအားဖြင့်ဖုန်းကြီးကျောင်းတွေကိုယ့်ရဲ့အိမ်တွေအဲကိုယ့်ရဲ့လက်ဝတ်ရဏတွေအဖြစ်စောင့်ကြရတယ်ဒါ ဟိုပေါ့နော်ဝစ်ကြတယ်ဒါဗရန်များကတော့ဒီကြောင်မြတ်ရတနာထဲမှာကိုယ့်ရဲ့မြန်မာနိုင်ငံမှာလည်းဒါဗရန်များကဟိုအကောင်းဆုံးအကြိုက်ဆုံးကြောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗရန်များလေးတွေကိုတော့လာပြီးတော့ကုသိုလ်ပြုတဲ့သူတိုင်းကတော့ဗရန်များလေးတွေကိုပါပြီးတော့လှူစေခြင်းတဲ့အတွက်ကျွန်တော်ကလူတိုင်းကိုတော့ဗရန်များလေးထည့်ပြီးလှူပေးပါတယ်အဲ့ဒါအများကြီးပါပဲဒါထားပါတော့ကျွန်တော်တို့ဒါနီလာပေါ့အဲနီလာဆိုရင်ခုနကလိုမြစ်တာကဲချုပ်တယ်မြစ်တာကဲချုပ်တယ်အာကြောက်စိမ်းကြောက်စိမ်း ဟိုပါပေါ့ဒါလေးတွေဆိုလို့ရှိရင်ကျွန်တော်ဒါမြစ်တာကဲချုပ်တယ်အမ်မြစ်တာကဲချုပ်တယ်ဒီမှာတမိမြလေးပြပါအောင်ဟိုပဲမြမုတ်ဆက်လေးဒါမြစ်တာမြစ်တာဓာတ်ကိုရစေတယ်အေးမြစေတယ်ပေါ့နော်ဒါအေးချမ်းနဲ့အတိတ်နိမိတ်ကိုလည်းဆောင်စေတယ်ပေါ့နော်ညကြတော့ကျွန်တော်တို့ဒါကိုယ့်ရဲ့တည်ကြည်ခြင်းအေးချမ်းခြင်းဟုတ်မြစ်တာတက်သူလည်းပဲဒါဟိုဟာလို့ပေါ့နော်နီလာလို့ပဲသူကအေးချမ်းတယ်ညဆိုတာအေးချမ်းတာပဲ ဘယ်လောက်ထိအေးချမ်းလဲဆိုဥပမာပေါ့နော်ကျွန်မတို့တွေဒါအဲဇနီးမောင်နှံပေါ့ဥမာကိုရီးယားဥမာကိုမျိုးသားကိုနည်းနည်းသိမကြည်နေဘူးပေါ့နော်အဲဆိုကိုများလက်စကလေးကိုထားလိုက်တော့ဟာအေဂျင့်သွားတာငင်းချမ်းရေးကြောက်လို့ခေါ်တာပေါ့နော်သူကလုံးဝအေဂျင့်စီရယ်ပေါ့နော်နောက်အများကြီးပါပဲဒါဆိုလို့ရှိရင်ပြန်ကောင်းစင်းပြန်ကောင်းစင်းပြန်ကောင်းစင်းဆိုလို့ရှိရင်ဒါလေးတွေရကြတော့ကျွန်တော်တို့ဒါအယောင်းဝယ်လက်လာသူကပွင့်တာပေါ့သူပြန်ကောင်းစင်းရဲ့ကြောက်ရဲ့အာနိသင်ရကြောက်ကလေးတွေကသူကပွင့်ရင်ပြီးတော့ဆူတဲ့ခါကျတော့သူလက်လာပါလေးတွေကိုလည်းပွင့်လန်းစီတယ် ဒီကြောက်လေးတွေမှာသူကကျွန်တော်တို့ဒီကြောက်မျက်ရတနာတွေမှာသူ့ရဲ့လက်စတာသူ့ရဲ့ပွင့်အားလေးတွေပေါ့သူ့ရဲ့ပွင့်အားလေးရလက်နေတဲ့အတွက်ကိုယ့်ရဲ့လက်လာပါကိုအမြဲတမ်းပွင့်လန်းနေစေတယ်ဆိုတော့အတိတ်နဲ့မိတ်အတိတ်ပဲကိုလည်းဆောင်ပေးရပေါ့သူကအမြဲတမ်းပွင့်လန်းနေတယ်ပွင့်နေသူကြောက်ရဲ့သွေးကွက်လေးတွေကပွင့်နေရအဲ့ပွင့်နေရတဲ့အမြကိုယ့်ရဲ့လက်လာပါတွေမင်္ဂလာတွေဒါပွင့်လန်းစေတယ်ပေါ့နော်ဒါပလဲပလဲလေးတွေကိုတချို့ကလည်းဒါအဆောင်အနေနဲ့ဝတ်တယ်တချို့ကလည်းခုနလိုပေါ့နော်ဒါကျွန်တော်အလှူထဲမှာလည်းထည့်လို့ထားပါတယ်ပလဲလေးတွေကိုလေ ဒီပလဲလေးတွေကကြတော့သူကမင်္ဂလာချက်တည်ရည်နဲ့အမြဲတမ်းပြည့်ဝတယ်ပေါ့သူကဒီသူကဒီတတ်သမီးယန္တနာတွေလည်းထွန်းကားစေတယ်ပြီးတော့ကံကောင်းစေတဲ့အရာတွေကိုလည်းပေးဆွမ်းနိုင်တယ်အဲ့တော့အာဒီအိမ်အောင်ရေးလဲဒီမြဲပြီးတော့အေးချမ်းစေတယ်ဆိုတော့သူရအနည်းတင်ရတော့တကယ်တော့တခုချင်းစီပြောမယ်ဆိုတော့အများကြီးပေါ့ဒါပေမဲ့အဓိကကတော့သူကဖုံးချက်တည်ရနဲ့မင်္ဂလာနဲ့ပြည့်စုံတယ်အဲတသမီးရဏာထုံကားစီတယ်တချို့ကကံကောင်းစီတယ်တန်ရှင်းစင်ကြယ်စီတယ်ဆိုပြီးတော့မှဒါ ပလေးလေးတွေကိုအဆောင်အနေနဲ့ဝတ်ကြရတယ်။ကျွန်မအနေနဲ့လည်းဒီရဲ့အကျိုးအနေသင်တွေကိုရပါစေဆိုပြီးတော့မှအလှူထဲမှာထည့်တူထားပါတယ်ရှင်။နောက်ဟုတ်နောက်ထပ်ကကြတော့ကျွန်တော်တို့ကဒီဟာကမဟုရာကြောက်ပေါ့။ဒါမဟုရာကြောက်ကကြတော့ဘာအတွက်လေးကောင်းလဲဆိုတော့ဒီကြောက်လေးတွေကတော့ဈေးအရန်ကြီးရဲ့ထဲမှာတော့မပါဘူး။စေးရန်ကြီးရဲ့ထဲမှာမပါဘူးဒါပေမဲ့ဒီကြောက်ရအာနိသင်ကအရန်ကောင်းတယ်သူများကိုလောက်ကြံလို့မရဘူးပြီးတော့ ကကလေးငငယ်လေးတွေဆိုလို့ရှိရင်ပေါ့နော်ကလေးငငယ်လေးတွေဆိုလို့ရှိရင်တရေတစေအမကောင်းတဲ့ဟာတွေသူတို့ကိုမကတ်နိုင်ဘူးဆိုပြီးတော့မှဒါကလေးငယ်တွေဆိုလို့ရှိရင်ငယ်တဲ့အရွယ်လေးတွေဆိုလို့ရှိရင်ဒီကြောက်လေးတွေစောင်းတယ်တချို့ကဒီကြောက်လေးတွေကိုအိမ်ထဲမှာရေလေးထဲမှာဒီကြောက်လေးတွေကိုထည့်ပြီးတော့အိမ်တွင်းထဲမှာစောင်းထားတယ်ပေါ့အဲ့တော့အေးလေးအီချမ်းနဲ့နောက်ပြီးတော့သူ့ကိုဒီကြောက်လေးတွေရှိတဲ့အတွက်မကောင်းတာတွေလည်းကိုစီကိုမဝင်နိုင်ဘူးပေါ့နော်အမှောင်ပြောကခင်းတယ် အပေါင်ပြောကကင်းတဲ့ကြောက်ကလေးတွေပါဒါလေးတွေကပြီးတော့ခနာလိုပေါ့နော်ကိုယ်အဲခနာလိုမကောင်းတဲ့အနောက်ရှက်ဖြစ်စည်းတွေလည်းတားဆီးပေးနိုင်တယ်ဆိုပြီးတော့ဒါလေးတွေကိုဆောင်ရပါတယ်ဟုတ်ဒါကြောင်လေးကြောင်လေးပြောလိုက်မမျောပေါ့မျောမျော sorry ညောလေးညောကြောက်ကလေးဒီမျောလေးတွေကကြတော့ဒါကျမကြီးအဆောင်လေးတွေပေါ့ကျမကြီး ကောင်းမှုရာအတွက်ဒါလေးတွေကိုစောင့်ပြီးတော့မှဝကြတယ်ဒါကြောင့်မို့လို့အဓိကတော့ကျမ်းမာရေးအတွက်ဟိုကြောက်စိမ့်တို့ဒီလိုမျောတို့ကကြတော့ကျမ်းမာရေးအတွက်ကောင်းတယ်ဆိုပြီးတော့မှစောင့်ကြပါတယ်ဒါကြောက်စိမ့်လေးလည်းကျွန်မထည့်ပြီးတော့လှူပါတယ်ကြောက်စိမ့်လေးတွေထည့်ပြီးတော့လှူရတဲ့အတွက်ကြောင့်မို့လို့ကြောက်စိမ့်လေးတွေထည့်ပြီးတော့ဒီမှာဒါလေးနော်ဒါလေး sorry ပါ ကြောက်စိမ့်လေးတွေထည့်ပြီးတော့လှူရတဲ့အတွက်ကြောင့်မို့ကြောက်စိမ့်ကကြတော့စီးပွားလဲတိုးစေတယ်ကျမ်းမာရေးကိုလည်းကောင်းစေတယ်လက်လာပါလဲပေါ်တယ်ပြီးတော့တတိခွန်အားတွေကိုလည်းပေးဆွမ်းနိုင်တယ်ပေါ့နော်ကြောက်စိမ့်ရဲ့အာနိသင်ရ တတိခွန်အားတွေကိုလည်းပေးဆပ်နိုင်တယ်အဲ့ဒီအတွက်ဒီလိုမျိုးအနစ်တင်လေးတွေရပါစေဆိုပြီးတော့ကြောက်စိမ့်လေးတွေကိုလည်းထည့်ပြီးတော့လှူပေးပါတယ်ရှင်ဟုတ်ကဲ့ပါဒါအားလုံးကိုဒါအခုအင်တာဗျူးတဲ့မီဒီယာတွေကျေးဇူးတင်ပါတယ်ကျေးဇူးကြားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်မလည်းပဲအလှူရည်ဆက်လက်နဲ့မကွာလှူနိုင်ပါရစေလုပ်ငန်းတွေလည်းအမြဲတမ်းစူးစမ်းအားထုတ်နိုင်ပါရစေစူးစမ်းအားထုတ်မှုနိုင်တဲ့အကြောင်းအရာတင်ပါရစေအဲ့လိုပဲလူတိုင်းလည်း ပေါ့နော်အခက်ခဲအကျက်တဲတွေနဲ့กินလွတ်ပါစေအနေရည်တွေရနဲ့ပြီးတော့မှလည်းกินလွတ်ကြပါစေလုံးသမျှကြံသမျှအားလုံးလည်းအစဉ်ပြေချောမြွေပြီးတော့မှပန်းနိုင်ကိုရောက်ရှိအောင်မြင်ကြပါစေလို့ဆုမကောင်းတောင်းရင်းနဲ့နှုတ်ခေါဆက်တာပါတယ်ရှင်